တွေဖြစ်လာရင်ဇီစာများကြောင်တာမသိဘူးဟုတ်ဖြစ်နိုင်ပါတယ်အပြင်ကဆိုင်းဆိုင်းရတော့ဇီစာမကြောင်သေးဘူးဘာလို့လဲဆိုတော့လူပြိုကြီးမဖြစ်သေးဘူးလူပြိုလေးပဲရှိတယ်ဒါဘယ်လိုဖြစ်နေကြတာလဲထားကြကြလူပြိုလေးပါစိတ်လေးတောက်တာထားကြเนาะသင်ပြီးပါစိတ်လေးတောက်တာမကောင်းပါဘူးစိတ်လေးတောက်တာ ကျမ်းမာရေးကိုစိုးရွားစွာထိခိုက်စေပါတယ်။ဆေးလေးတောက်တာ ကျမ်းမာရတော့မကောင်းလေပဲ။ရှော့တော့ပါလား။ကြည်ပြာရဲ့ကျင်နာမှုပြရတဲ့အချိန်မှာလဲဆေးလေးရှော့တော့ပါလား။ဆေးလေးတွေတောက်နေတုံးမဲလားဆိုရဲဒီခရူးဆိုင်မှုလေးတွေပြရတဲ့အချိန်မှာလဲဒီဆေးလေးကပါတယ်။ဆိုတော့ဒါကိုကျွန်တော်ဟိုဆေးလေးတောက်တဲ့ကာရက်တာကိုတောက်လျှောက်ယူလိုက်ရတယ်။ စ္စလာမိုဇက်ကမကြခင်ယုံတင်มาတော့မယ်ဇူလိုင်လ၄ရက်နေ့ပါကျွန်တော်ရဲ့မဘိုးရဲ့မမေတုခိုင်ရဲ့တိစလင်းအောင်ရဲ့အတိကအပေါင်းရဲ့ပြောဆောင်ပါတယ်ဒရိုက်တာဦးမီဘွားပါခင်ဗျာအာပြစ္စလာမိုရုပ်ရှင်ဇက်ကကြီးကအာဘိုးနဲ့ကိုဆိုင်ရဲ့ဒုတိယမြောက်ရုပ်ရှင်ဇက်ကကြီးဖြစ်ပါတယ်မော်တော့ခေါ်မယ်နှလုံးသားနောက်ကိုလိုက်ပါ အဲမိုးဖြစ်စင်တဲ့သူတွေများနေတာပေါ့နော်ဆိုတော့အမ်ပြောရလို့ရှိရင်တော့အမ်မိုးစပန်းဆိုတဲ့ character လေးကိုအားလုံးအတွက်ကိုစားပြုပြီးတရုတ်ဆောင်ပေးထားတယ်လို့ပဲပြောချင်ပါတယ်မိုးကလူတိုင်းဖြစ်ခွင့်ရှိပါပါဘယ်ဟာမှမသိတဲ့ဖိုးကြီးဘာလို့ခေါ်လာလဲမသိဘူးမင်းကလေးတွေအဲ့လိုပဲကြိုက်များကြိုက်သွားလို့ကတော့တဘောအောင်ဆရာကြီးလုံးပါမိုးစပန်းဆိုရင်လည်းမိုးစပန်းအလျောက်အဲသူ့ထက်အသက်กว่าတဲ့လူတယောက်ကို तू fall ဖြစ်သွားတယ်ချင်းမိသွားတဲ့အချိန်မှာနှလုံးသားနောက်ကိုလိုက်မလားမလိုက်ဘူးလားနောက်ကြည်ပြာလိုမျိုးဒီသူမျိုးကဒီအားလုံးရဲ့ဒီယောက်ျားလေးတွေအားလုံးရဲ့အလယ်မှာရေပန်းစားတဲ့ကောင်းမလေးတယောက်ကလည်းဒီအချင်းနဲ့တွေ့တဲ့အချိန်မှာဘယ်လိုမျိုးစွန့်လွတ်နိုင်လဲအနစ်နာခံနိုင်လဲဆိုတဲ့ဟာမျိုးဆိုတော့အချင်းနဲ့တွေ့ရင်ပြောင်းလဲသွားကြရဲ့အရာတွေဒီဇက်ကမှာမြင်တွေ့ရမှာဖြစ်ပါတယ်မျိုးစုံပေါ့အချင်းနဲ့တွေ့ရင်ပြောင်းလဲသွားကြတာပေါ့အချင်း ဘလောက်ကြမ်းတမ်းခက်ထန်တဲ့လူဆိုရင်လည်းအချင်းနဲ့တွေ့ရင်နူးညံ့သွားနိုင်တယ်ဘလောက်နူးညံ့တဲ့သူကလည်းအချင်းနဲ့တွေ့ရင်ဘလောက်ကြောက်တတ်တဲ့သူကလည်းအချင်းနဲ့တွေ့ရင်ဘလို့ရင်ဆိုင်ရဲတဲ့တတ်တည်ရှိလာတယ်ဆိုတာမျိုးပေါ့ဒါလောက်မဖြစ်နိုင်ဘူးအခုလည်းနေ့ကိုဖိုင်လုံးလာတော့တာလူတယောက်ကိုချစ်ဖို့ဆိုတာမလွယ်ဘူးကိုချစ်ပြီးသားလူတယောက်ကိုပြန်မချစ်ဖို့ဆိုတာပုံပြီးတော့မလွယ်ကိုဆိုင်ကိုအတိအကကိုဆိုင်ကိုတွေ့ရဆိုရင်အားလုံးကနှုတ်ဆက်ချင်တာပြိတ္တတည်းရာလေပြိတ္တတည်းရာနှုတ်ဆက်ချင်တယ်ဒါပေမဲ့သူကကင်မရာကိုじゃမမြင်ဘူး မရာကိုစားရင်နှုတ်ဆက်ပြီဆိုဟာနှုတ်ဆက်တာကင်မရာမှာပါပါလို့မရဘူးဆိုတော့ဟာနှုတ်ဆက်ပြီပြန်ပြီဆိုအစားပြန်ရိုက်ဆိုတော့အဲ့ဒါအဲ့ဒါလေးကတော့အမှတ်တရလာပြီးလာနှုတ်ဆက်ဆယ်ဖီလာရိုက်ရင်ကျွန်တော်ရုပ်ရှင်ရိုက်လေလို့ပြန်အစားပြန်ရိုက်အဲ့တော့16လမ်းကိုတော့အနည်းဆုံး7ကြိမ်လမ်းလျှောက်ရလိုက်ရတယ်เนาะအဲ့မှာလည်းပြိတ္တတွေအားလုံးကတွေ့သွားတာပေါ့တွေ့သွားတော့အာ Facebook ကလူတွေပါတွေ့သွားတာပေါ့ကိုယ်ကိုဘယ်တော့မှမထားခဲ့ပါဘူး။အမေ ပြင်မာရောရှိသလားဗောနော်အပြင်မာရောရှိလားဗောဟုတ်တယ်ကျွန်တော်မိတ်ဆွေတွေပရိသတ်တွေထဲမှာကောဘယ်လိုလဲအာမိုးစုပ်ပန်းလိုမျိုးဒီမြင်မြင်ချင်းနော်နော်ဒီအချိန်တိုအတွင်းထဲမှာဖောဖြစ်သွားတဲ့ကောင်မလေးတွေရှိကြပါသလားဗောအဲ့ဒါလေးသိကြပါတယ်ဒီကသူအားကိုးချင်တာတဲ့တူပါတယ်လေးပြေကိုကျွန်တော်ထင်တာတော့ပလီချင်တာလားမသိဘူးမပလီတော့ပါဘူးပလီခံလိုက်ရတာမသိဘူး လေဗီကလူမျိုးကြီးကာရိုက်တာမိတယ်อืมဟုတ်တယ်အဲသူကအဲ့လိုနည်းနည်းတစ်ချက်တစ်ချက်လဲသူဇီးစားကြောင်တတ်တဲ့မှန်တယ်ကာရိုက်တာလေးလည်းရှိတယ်အဲ့တော့လူမျိုးကြီးတွေဖြစ်လာရင်ဇီးစားများကြောင်လားမသိဘူးဟုတ်ဖြစ်နိုင်ပါတယ်ဟိုအပြင်ကဟိုပါဘောနော်လေဗီကလူမျိုးကြီးလောက်ထားတော့အဲဒီဇီးစားကြောင်တဲ့ကာရိုက်တာလေးကျွန်တော်ထည့်ထည့်တွင်ထားတယ်အပြင်ကဆိုင်းဆိုင်းရတော့ စည်းစာမကြောင်သေးဘူးဘာလို့လဲဆိုတော့လူပြိုကြီးမဖြစ်သေးဘူးလူပြိုလေးပဲရှိတယ်ကိုယ့်ရင်ထဲမှာအမြဲတမ်းရှိနေတဲ့အရာပဲနှလုံးသားလေးဟာမင်းအဲကျွန်တော်အပြင်မှာဆဲလေးမတောက်ပါဘူးကျွန်တော်ဆဲလေးဟိုငငယ်လေးတော့ဆက်ကြောတက်တုံးကတောက်ကြည့်ဘူးလေကျွန်တော်မကြိုက်လို့မတောက်တာပါဆဲလေးဒါပေမဲ့ဒီထဲမှာကျတော့ဒီဇက်ကတကားလုံးရင်းမှုကိုချိတ်ဆက်ထားတယ်ဒီတီကုံးထားတာပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်တီကုံးထားတဲ့ ပလော့တွေထဲမှာဒီစိတ်လေးတို့အာဒီမိချစ်တို့ကပါဝင်နေတယ်အပြီးတော့ကြည်ပြာရဲ့ကျင်နာမှုပြရတဲ့ချိန်မှာလဲစိတ်လေးလျှော့တော့ပါလားစိတ်လေးတွေတောင်းနေတော့မဲလားဆိုတော့ဒီခယူးဆိုင်မှုတွေပြရတဲ့ချိန်မှာလဲဒီစိတ်လေးကပါတယ်ဆိုတော့ဒါကိုကျွန်တော်ဟိုစိတ်လေးတောက်တဲ့ကာရက်တာကိုတောက်လျှောက်ယူလိုက်ရတယ်ထာကြကြလူပြိုလေးပါစိတ်လေးတောက်တာထာကြเนาะအတင်ပေးပါဦး ်ဆေးလေးတောက်တာမကောင်းပါဘူးဆေးလေးတောက်တာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်တရုတ်ဆောင်လောက်တာဖြစ်တဲ့အတွက်သဒံလောက်တရုတ်သူပေါ့နော်အဲ့ဒါကိုတော့ဟိုစ조사ရတာပါအဲပြင်ဆက်လက်မှုရုပ်ရှင်ဆက်ကားကြီးကိုမကြိုက်ခင်ဇူလိုင်လ4ရက်နေ့မှာစပြီးတော့ရုံတင်ပြသပါတော့မယ်အဲ မတူညီတဲ့တင်ဆက်မှုလေးတစ်ခုနဲ့ပြည်သက်တွေရဲ့နှလုံးသားနဲ့အနီးစပ်ဆုံးဖြစ်အောင်စူးစမ်းဖန်တီးထားတာမို့ပြည်သက်တွေအားလုံးနှစ်သက်မယ်လို့မျှော်လင့်ပါတယ်အယုံတင်တဲ့အခါကျရင်လာရောက်အားပေးကြဖို့နဲ့ကြိုက်နှစ်သက်တယ်ဆိုရင်မမီးရဲ့မိတ်ဆွေများအောင်လည်းဖြန့်ဝေပြင်းပေးပေးကြဖို့ကြိုချစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အတတ်နိုင်ဆုံးပေါ့လေဒရိုက်တာဦးမီဘွားဦးဆောင်ပြီးတော့ကျွန်တော်တို့တစ်ခွေလုံးအကောင်းဆုံးအဆင့်မီရုပ်ရှင်ဇာတ်ကားတကားဖြစ်အောင်စူးစမ်းထားပါတယ်ကျွန်တော် RE ကင်မရာတွေကိုအသုံးပြုပြီးတော့ DP ဆိုရင်ဘတော့တုံးကကိုဖြိုးကျော်အပြင်ကိုအာနိုကပါပါဝင်ပြီးတော့ပူပေါင်းအားဖြည့်ထားပါတယ်အဲအဲ့လိုပဲကျွန်တော်တို့ပါဝင်တဲ့သူတိုင်းသူတိုင်းကအတတ်နိုင်ဆုံးအကောင်းဆုံး quality တစ်ခုရောက်ရှိအောင်လို့စ조사ထားပါတယ်ပြီးတော့အချက်ကားလေးဆိုပေမဲ့လည်း dramatic scene တွေလည်းပါတယ်ဒီစုပ်ပြန့်ကျင်လူတစ်ခုပဲမဟုတ်ဘဲနဲ့ခြေကွဲစုပ်နေနေပါပါဝင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီအတွက် ကျွန်တော်တို့အားလုံးရဲ့ဖန်တီးမှုကျွန်တော်တို့အားလုံးရဲ့ရင်ခုန်တန်နဲ့ကျွန်တော်တို့ပြည်သက်တွေထပ်တူကြမယ်လို့လည်းယုံကြည်မျှော်လင့်နေပါတယ်။ဇူလိုင်လ၄ရက်နေ့မှာယုံတင်မှာဖြစ်ပါတယ်ခင်ဗျာ။တပတ်ပဲယုံတင်ခွင့်ရတဲ့စနစ်ဖြစ်နေတာကြောင့်ဒီတပတ်အတွင်းမှာအူဖျားဖျားလာကြည့်ဖို့မဟုတ်ရင်နောက်တစ်ပတ်တွေကြာရင်ကျွန်တော်တို့ကားတွေကယုံမှာမရှိတော့ဘူး။အဲ့တော့ဇူလိုင်လ၄ရက်နေ့မှာပြည်သက်များနဲ့ရုပ်ရှင်ယုံမှာကျွန်တော်တို့ကိုယ်တိုင်ဆုံကျင်ပါတယ်။